ဆိုရင်လည်းလုံးဝအကောင်းဆုံးဖြစ်တယ်ဒါပေမဲ့လည်းအခုချိန်မှာစဆိုင်မဲ့လူတွေဆိုရင်ဥမာမျိုးမျိုးစည်းကနေဖောက်ပြီးတော့မှမဆိုင်ချင်တဲ့လူတွေရှိရဆိုရင်ဆရာနဲ့ချိတ်ဆက်ပြီးတော့မှပြိုးပင်လေးတွေတန်ပေါ်အခုကအခုပြောတဲ့ဗီဒီယိုဖိုင်ဒီတန်ပေါ်တိနေကိုပြောတာဖြစ်တယ်အားကြောင့်မို့တန်ပေါ်ပင်အပင်ပေါက်ပေါ့နော်တင်ပေါ်အပင်ပေါက်ပြိုးပင်လေးတွေဝင်မယ်ဆိုရင်လေးပဲအခုဗီဒီယိုပိုင်းတွေ့တယ်ဆိုရင်ဒီ ဖုန်းနဲ့ပဲတင်ထားမယ်။ယုံကြည်စိတ်ချသောဝေလို့ရပါတယ်။ပြိုးပင်တပင်ကို2300ဝန်းကျင်လောက်ကြမယ်။ပြိုးတဲ့အားဖြင့်ဆိုရင်တလကျော်ဝန်းကျင်လောက်တော့ရှိမယ်။ပြီးရင်မြေကြီးမှာချဆိုင်လို့ရတဲ့အခြေဖြစ်မယ်။အဓိကကဘာလဲဆိုတော့မျိုးကလည်းတိချောက်ချေမျိုးစီကိုဖောက်ထားတာဖြစ်တယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုတော့အဓိကဆရာကိုယ်တိုင်ရောင်းလာလေးမဟုတ်ဘူး။အဓိကဘာလဲဆိုတော့ဒီချဆိုင်မဲ့လူတွေဆိုရင်အခုဒီဆေလာပိုင်းနဲ့စစ်တလပိုင်းအတွင်းမှာစိုက်မဲ့လူတွေကြတော့ဘလို့ဖြစ်လဲဆိုတော့ ဒီမျိုးကမျိုးစီးဖောက်မှာ ਨੇ ပြီးရင်ပြိုးသက်ကတလားကျော်လောက်ထိထားရမှာ ਨੇ မြေကြီးချဆိုင်ရမှာ ਨੇ ဆိုရင်၁၂လပိုင်းဝင်းကျင်လောက်ဖြစ်သွားလိမ့်မယ်အဲ့လို့ဆိုရင်တော်တော်လေးကိုနောက်ကျသွားလိမ့်မယ်အဲအားကြောင့်မို့ချိုးလူတွေဆိုရင်